ရှင်းရှင်းပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2025နိုဝင်ဘာလ20ရက်နေ့စနေနေ့တနေ့တာလက်နေရကအနောက်တောင်ရက်စန္ဒီယရကမြောက်ရက်ရံပေါ်ရရကအရှင်းမြောက်ရက်ဖြစ်တယ်မူလဆန်းရှင်တက္ကကမူလတန်တက္ကံဖြစ်တယ်ဒီနေ့ဒီရကမဟာယဇ်နဲ့တိုက်တဲ့အတွက်ရှင်ရနေရှင်ရနေကို အလုံးစုံသူတို့ပြုဆက်ရမယ်။အညေထမှုရံကအညေပြည့်နေတဲ့တရားရက်ကအနောက်ရဖြစ်တယ်။နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြတော့အညေရှိဆုံးကံကတခုဖြစ်တယ်။ရာရာတတိရှိရမယ်မတော်ဆက်နေတတိထားရမယ်။ဒီနေ့ကထူးခြားချက်ကကောင်းစေမင်္ဂလာရကောင်းရပြန်ဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒီရက်မှာကောင်းစေကောင်းရွှေပြည့်ရင် ထူကြတဲ့သဘာဝစွမ်းသက်တည်ရှိမယ်။ကောင်းကင်ကျိုးနေသားတွေကိုကြည့်မယ်ဆိုရင်တနင်္ဂနွေကျိုးပြိဿာယာဒီမှာတည်ရှိတယ်။တနင်္လာကျိုးကလည်းပြိဿာယာဒီမှာတည်ရှိတယ်။အင်္ဂါကျိုးပြိဿာယာဒီမှာတည်ရှိတယ်။ဗုဒ္ဓကျိုးပြိဿာယာဒီမှာတည်ရှိပြီးနောက်ပြန်သွားနေတယ်။ဇာတာပရိကျိုးကကရကယာဒီမှာတည်ပြီးနောက်ပြန်သွားနေတယ်။တောက်ကြကျိုးကတူယာဒီမှာတည်ရှိတယ်။စနေကျိုးကမေယာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ ရောက်ကြွားကုန်ရသည်ကိတ်ကြွားတင်ရသည်မှဂျိုရဲ့နေသားတရှိတယ်ဂျိုရဲ့တရှိမှုနေသားရမေတ္တာရည်ပွားတွေမှာလမ်းကြောင်းတစ်တွေတိုးချက်ပြီးအောင်မြင်မယ်မိကောင်းဆွေကောင်းထောက်ပြုရမယ်စူပောင်းတွဲဖက်ဒုတ်တဲ့ဒုတ်တွေနဲ့ဂျိုးပေးမှုကံပေါ်တယ်ပိဿာရည်ပွားတွေမှာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်စူပောင်းတော်ကဂျိုးပေးမယ် မိကောင်းစီကံထောက်ကူရမယ်ငွေကြေးလုပ်ငန်းကံကောင်းမယ်မေထောင်ရာဒီဘွားတွေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခက်ခဲတဲ့ကိစ္စဖြေရှင်းနိုင်မယ်ရှားလုံးမကြော်ပြီးတိုးတက်မယ်ကမကရာဒီဘွားတွေမှာငွေကြေးကံကောင်းခြင်းတပ်ွင့်ခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်တရားဒီဘွားတွေအတွက်ခီးကောင်းမယ်ပြောင်းလဲတဲ့တွေ့တဲ့မှုရှိမယ်ငွေကြေးကံလုပ်ငန်းကဘဝကတွေ့တဲ့မှုရှိမယ် ကံရာသီဘွားတွေမှာတော့ရပိုင်ခွင့်တွေလက်ဝယ်ပြန်လည်ရရှိမယ်ယူဆသဘာဝတွေကသူတော်ဘာနဲ့မတူကိုလန်းကြောင်းတွေကိုထိုးပေါက်ပြီးတော့ဘဝတလန်းကိုဖန်တီးနိုင်တယ်တွေ့ရသည်ဘွားတွေအတွက်ကအရာရာစင်ပြေခြင်းကံကောင်းခြင်းနဲ့စိတ်ချမ်းသာခြင်းတွေကြုံမယ်ခက်ခဲတဲ့ကိစ္စတွေကိုဖြတ်ကျော်ပြီးတိုးတက်မှုကိုရရှိမယ်ပြိဿာရသည်ဘွားတွေမှာထူးခြားတဲ့ရပိုင်ခွင့်တွေနဲ့လက်ဝယ်ပြန်လည်ရရှိခြင်းအစစ်မြင်သောဘဝတွေထာသူကူပြောင်းတိုးတက်ခြင်း ချိန်မှကြောင်မြင်ခြင်းတွေကိုကြုံမယ်။ဓနုရာသီဘွားတွေမှာရန်တက်ကနေထိတဲ့တွေ့မယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။အရာရာနောက်ဆက်နဲ့ကျုံပြီးမှအလိုရှိရာပြည့်စုံမယ်။မကရရာသီဘွားတွေမှာရန်ပတိဘက်ကနေထိတဲ့တွေ့မယ်။တပားသူကြောင့်ကိုယ်ရည်မှန်းချက်အကျံစီရွယ်ချက်တွေနှောင့်နှေးမယ်။ကောင်းရာသီဘွားတွေအတွက်အခက်အခဲကြမှာကြိုးတက်မှုကိုဖယ်တည်ရမယ်။ အတိုက်ခံတဲ့ဂျုံကြီးမှာအလိုဖြစ်ဆုံးပဲသုံးပြချက်မှပဲဘဝတွတ်တယ်မယ်။မေယာဒီဘွားတွေမှာတော့ထူးခြားတဲ့ကံသစ်တွေပေါ်ပေါက်တယ်။ဒီနေ့ဒီရပေါ်လာတဲ့ဉာဏ်ဉာဏ်တိုင်းရှိတုံတော့ပါ။ရတတ်တဲ့လုပ်တွေကိုလည်းပြန်လဲစတင်နိုင်ပါလေ။အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးလုပ်ကိစ္စများဆောင်ရွက်ပါ။သောတာရှင်နာမတွေ့တဲ့သူကံပုဂ္ဂိုလ်တို့ကိုဒုဒါနာပြုပေးပါကျေးဇူးတင်ပါတယ်